လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်မန္တလေးမြို့အပါအဝင်နေအိမ်များစွာပျို့ကျပျက်စီးခဲ့ရပါတယ်။ပျို့ကျပျက်စီးတဲ့အပြင်လူပေါင်းထောင်နဲ့ရှိကတိမ်ဆုံပြီးထိခိုက်ဒဏ်ရာတွေလည်းရရှိခဲ့ကြပါတယ်။စစ်ကောင်စီတပ်ရဲ့ထောက်ပြန်ချက်တွေအရလူပေါင်း3800နီးပါးတိမ်ဆုံခဲ့ပြီးအဲဒီနေရာမှာ1100ဦးခန့်ဟာမန္တလေးမြို့မှာဖြစ်ပါတယ်။ စ်ကောင်စီတပ်ဟာငလီနဲ့ပတ်သက်ပြီးမန္တလေးမြို့မှာထိခိုက်သေးဆုံးခဲ့ရတဲ့အကြောင်းကိုတော့ထောက်ပြခဲ့ပြီးပဲဖျားပြင်းကလေးကြောင့်မန္တလေးဘုတ်ကျင်းတော်ပြိုကျဖြစ်စီပြီးနိုင်ငံရေးကျင်းသူကျင်းသားတွေထိခိုက်သေးဆုံးခဲ့တဲ့တဲ့င်းကိုတော့ယနေ့အထိထောက်ပြခြင်းမရှိသလိုသတင်းအမှောင်ချထားပါတယ်။နိုင်ငံရေးကျင်းသူများအဖွဲ့ရဲ့စုံစမ်းချက်တွေကမလောက်သိရှိရကလုတ်ခတ်ခဲ့တဲ့ဖျားပြင်းကလေးကြောင့်ဘုတ်ကျင်းတော်ကြီးအမျိုးသမီးဆောင်တဲ့အဆောင် ိန်းကျင်းသားစေဦးအကျဉ်းသူကစုစုပေါင်း30ဦးလက်မှတ်ပြီးဆုံးခဲ့ပါတယ်။ဒါအပြင်ထိခိုက်ဒဏ်ရာရရှိခဲ့သူ280ဦးကျော်အထိရှိခဲ့ပါတယ်။ယခုလက်ရှိမှာစစ်ကောင်စီတပ်ကငလင်ကြောင့်ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေကိုစေကူသားမှုနဲ့စီဝါလုံးလုံးဝမပေးတဲ့အပြင်ငလင်ကြောင့်နိုင်ငံရေးကျင်းသူကျင်းသားထိခိုက်ဒဏ်ရာရတဲ့အကြောင်းပြင်ကိုမပေါင်းချဖို့သာလှုံ့ဆော်နေပါတယ်။ငလင်ကြောင့်ထိခိုက်ပျက်စီးနေတဲ့အဆောက်အအုံတွေတွင်မှအကျဉ်းသားတွေကိုအတင်းကျပ်နေထိုင်ခိုင်းနေပြီး လိုက်နာသူတွေကိုတော့ထောင်ချောင်းရှိမယ်ဆိုပြီးဖိအားပေးမှုတွေပြုလုပ်နေပါတယ်။ဒါကြောင့်နိုင်ငံရေးအကျဉ်းသူကျင်းသာဟောင်းနေအနေနဲ့ဒါကြောင့်စစ်ကောင်စီနေနဲ့အတူတူဝင်နေနေနေနဲ့ဘိုးဘိုအချင်းနောက်မှာရှိတဲ့နိုင်ငံရေးအကျဉ်းသူကျင်းသာတွေကိုလုံလောက်တဲ့စေဝါကူကောင်းမှုအမြန်ဆုံးပေးပါမေဂျနာကျင်းသူအားလုံးလုံလောက်တဲ့ကျမရေဆောင်ဆောင်ပေးဖို့လိုအပ်နေပါတယ်။ဒီနေ့အနောက်ကြီးထက်ခံစားနေရတဲ့ဥပုအချင်းထောင်ဟာ ိုင်ငံရေးအကျဉ်းသားတွေအတွက်လုံခြုံတဲ့စီးပွားကူးစက်မှုတွေပြုလုပ်ရတဲ့ပို့ဖို့အကျဉ်းထောက်မှရှိတဲ့နိုင်ငံရေးကျင်းလူကျင်းသားတွေကိုလုံလောက်တဲ့စီးပွားကူးစက်မှုတွေအိုးဘုအချင်းထောင်ကနိုင်ငံရဲ့အခြေစိုက်ကိုအားလုံးလုံလောက်တဲ့စေဝါကုတာဆောက်ဆောင်ပေးကြောင်းထိတိုက်တန်ရရလို့အိုးဘုထောင်ကနိုင်ငံရဲ့အချင်းသားတွေကိုစေဝါလုံလောက်တာကုတာလုံလောက်တာတွေမှာကြန့်ရှိသောနိုင်ငံရဲ့ အချင်းပေးပါဒီဖြစ်ရအပေါ်မှာစစ်ကောင်စီအမိနဲ့တရင်မှောက်ချတာမလုပ်ပဲလုံလောက်တဲ့စေဝါတာမှုတွေအញ្ញံဆုံးပြီးပါ